အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ညီကိုလေးမေးများကြတဲ့ကိုဤဖစ်လေးတွေကိုအထီးမှခွဲပုံခွဲနည်းလေးကိုကျွန်တော်တည်တလောက်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ကိုဤဖစ်လေးတွေကိုအထီးမှတေးချာစွာခွဲနိုင်တဲ့အရွယ်ကတော့စိုက်အားဖြင့်ဆန်းတဲ့လက်မှတပေအရွယ်ဒါမှမဟုတ်တတ်တန်းအားဖြင့်နှစ်နှစ်ရှိမှသာအကောင်းဆုံးနဲ့အတိအကျဆုံးအထီးမှခွဲချနိုင်မှာဖြစ်ပါတယ်ကိုခန္ဓာနှိုင်းရှင်ပြီးအထီးမှခွဲမယ်ဆိုရင် အရွယ်ရောက်ပြီးသားအမတွေရဲ့ဝမ်ပိုက်ဟာအရွယ်ရောက်ပြီးသားအထီးတွေရဲ့ဝမ်ပိုက်ထက်ပိုပြီးဖောင်းကားနေမှာဖြစ်ပါတယ်။ငါအထီးလေးတွေရဲ့ရှေ့ရည်ရဲ့ထိပ်ပိုင်းလေးတွေဟာအနာသက်အနှဲငယ်အချွန်ပုံစံရှိကြပါတယ်။အမလေးတွေရဲ့ရှေ့ရည်ရဲ့ထိပ်အစွန်ပိုင်းလေးတွေဟာအနာသက်ဝိုင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ အထီးလေးတွေရဲ့စအိုအနာတက်မှာစုထွက်နေခြင်းမရှိပဲအထဲသို့ခြိုက်ဝင်နေမှာဖြစ်ပါတယ်။အမလေးတွေရဲ့စအိုအနာတက်မှာတော့ကန့်လန့်ပြတ်အကွဲကြောင်တစ်ခုနဲ့အဆုံးတက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်လေးလာသိရှိသလောက်ပြောင်းလဲမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်အမပါခဲ့ရင်ခွင့်လွတ်နားလည်ပေးကြပါဦးခင်ဗျာ။သိကျင်တဲ့အကြောင်းအရာလေးများကိုလည်း comment မှာမေးမြန်းသွားလို့ရပါတယ်ခင်ဗျာ။ကျွန်တော်သိသလောက်ပြောင်းလဲဖြေကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။